အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဗီဒီယိုထဲမှာတော့ပထမပိုင်းအနေနဲ့ထိုင်ဝမ်ရဲ့အိန္ဒိယနိုင်ငံတွေကတရုတ်နိုင်ငံပေါ်ဘယ်လိုမြင်ကြလဲဆိုတဲ့အကြောင်းနဲ့ထိုင်ဝမ်ရည်လက်ကြားပြည်ပကပေါ်ဒီနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေအကြောင်းတင်ဆက်ထားပါတယ်ဒုတိယပိုင်းမှာတော့အမေရိကန်ကဒီပြဿနာမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့အကြောင်းဆွေးနွေးထားပါတယ်အမေရိကန်နိုင်ငံဟာထိုင်ဝမ်နဲ့ပထဝီအနေအထားအရဝေးကွာပေမဲ့တရုတ်ရဲ့ရန်လိုမှုတွေကိုတံပြန်ပြီးထိုင်ဝမ်ရဲ့လွတ်လပ်မှုကိုကာကွယ်ဖို့ဟာအမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒမှာအရေးကြီးဆုံးလှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ မေဂန်ဥပဒေပြုအမတ်တွေကလေးနဲ့ယူဆကြပါတယ်။ဒါဆိုရင်မေဂန်ကထိုင်ဝမ်ရေးကိုဘာကြောင့်အခုလိုမျိုးဂယူဆရတာလဲ။တရုတ်ကထိုင်ဝမ်ကျွန်းကိုသိမ်းပိုက်လိုက်ရင်မေဂန်အတွက်ဘလို့အကျိုးဆက်တွေရှိလာမလဲဆိုတာကိုဗီဒီယိုထဲမှာစူးစမ်းလေ့လာထားပါတယ်ခင်ဗျာ။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ထိုင်ဝမ်ဘက်ကနေအမေရိကန်ရဲ့ရည်တည်ပေးမှုကတရုတ်နဲ့ဗျူဟာမြောက်ပြိုင်ဆိုင်မှုကြောင့်ဆိုတာရန်ကိုပေါ်လွင်ပါလေ တရုတ်ကသာသူ့ရဲ့ပြိုင်ဘက်နိုင်ငံကြီးလို့မမြင်ဘူးဆိုရင်အမေရိကန်ဟာထိုင်ဝမ်ရဲ့ကံကြမ္မာကိုဒီလောက်ထိစိတ်ဝင်စားလောက်ပါဘူး။ဒါပေမဲ့အမေရိကန်ကတရုတ်ကိုသူ့ရဲ့အဓိကပြိုင်ဘက်လို့မြင်နေတော့ထိုင်ဝမ်ကအဓိကအာယုံဆိုင်ဆရာဖြစ်လာပါတယ်။ဒီလိုအာယုံဆိုင်ရတဲ့အဓိကချက်တစ်ခုကတော့ကုံတွယ်ရေးကြောင့်ပဲဖြစ်ပါတယ်။အမေရိကန်ဟာထိုင်ဝမ်စီကနေစီမီကွန်ဒက်တာချစ်တွေအများကြီးတင်သွင်းပါတယ်။အဲ့ဒီပြင်ထိုင်ဝမ်ကအမေရိကန်အတွက်ရေးပါတဲ့ကမ္ဘာအဆင့်စနစ်လောက်ရှိပို့ကုန်ဈေးကွက်တစ်ခုလည်းပဲဖြစ်ပါတယ်။ထိုင်ဝမ်ကအီတလီ၊ရုရှား၊အော်စတြေးလျ အိန္ဒိယတို့ရဲ့စာရင်အမေရိကန်စီကနေပို့ပြီးဝယ်ယူပါတယ်။အမေရိကန်စီကနေထိုင်ဝမ်ကိုအဓိကပို့တဲ့ပစ္စည်းတွေဖြစ်တဲ့အနုစိတ်စက်ပစ္စည်းဆိုင်ရာနဲ့အပိုပစ္စည်းတို့ကို39.500ခန့်လုံးရင်းနှီးသဘာဝတန်းဝင်တဲ့တပ်ထုတို့ကို18ခန့်လုံးတီတင်သွင်းရောင်းချရပါတယ်။2018နောက်ပိုင်းမှာအမေရိကန်ကထိုင်ဝမ်စီပို့ကုန်တွေပို့တိုးပြီးပို့လာရတဲ့အဓိကအကြောင်းပြချက်နှစ်ခုရှိပါတယ်။ပထမချက်ကတော့ကုန်သွယ်ရေးလုံငွေပြမှုကိုလျှော့ချဖို့ဖြစ်ပါတယ်။2018ကာလတုန်းကတမရအောင်ဖြစ်နေတဲ့ထရန့်ကထိုင်ဝမ်ကိုအမေရိကန်ပစ္စည်းတွေထူးသဖြင့် တဘာဝအရင်းမြစ်တွေပိုဝဲဖို့တွန်းအားပေးခဲ့ပါတယ်။ဒုတိယချက်ကတော့စွမ်းရင်ထောက်ပံ့မှုအနေအကိုလျှော့ချဖို့ဖြစ်ပါတယ်။ထိုင်ဝမ်ကစွမ်းရင်အတွက်ရုရှားအရှိတောင်အာရှနဲ့အရှိလေပိုင်းဒေသတွေကိုပဲအားထားနေရတဲ့အဖြစ်ကိုလျှော့ချဖို့အတွက်စွမ်းရင်အရင်းမြစ်တွေကိုနိုင်ငံအမျိုးမျိုးစီကနေခွဲပြီးကွယ်ပါတယ်။မေဂန်ဟာရှေးရေနံနီးပညာမှာတိုးတက်လာပြီးမေဂန်ရဲ့လောင်စာစွမ်းရင်တွေဈေးသက်သာလာတဲ့အခါမှာမေဂန်ဟာထိုင်ဝမ်ရဲ့ဒုတိယအကြီးဆုံးရေနံတင်သွင်းတဲ့နိုင်ငံဖြစ်လာပြီးထိုင်ဝမ်တင်သွင်းမှုအားလုံးရဲ့30%လောက်ကိုဖြည့်ဆည်းပေးနေပါတယ်။ ဒါ့အပြင်အမေရိကန်ကထိုင်ဝမ်စီကိုလက်နက်ရောင်းချပေးခြင်းကလည်းသူတို့နှစ်နိုင်ငံဆက်ဆံရေးမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပြီးနှစ်နိုင်ငံကြားဆက်ဆံရေးကိုပုံမှန်ခိုင်မာစေပါတယ်။ကဲဒါဆိုရင်အမေရိကန်ထိုင်ဝမ်လက်နက်ရောင်းဝယ်နဲ့စီမီကွန်ဒတာကုံသွေးရေးတို့ရဲ့အရေးပါပုံကိုလေးလာကြည့်ကြရအောင်ပါ။အမေရိကန်ကထိုင်ဝမ်စီကိုလက်နက်ရောင်းချပေးခြင်းကသူတို့နှစ်နိုင်ငံဆက်ဆံရေးရဲ့အဓိကကဏ္ဍတစ်ခုဖြစ်ပါတယ်။အမေရိကန်စစ်လက်နက်ပစ္စည်းတွေကိုစတုထမြကြီးစုံဝယ်ယူသူကထိုင်ဝမ်ဖြစ်ပါတယ်။ထိုင်ဝမ်ဟာရစ်တပ်ဖြတ်သင်္ဘောတွေ free gate သင်္ဘောတွေကနေ M60 တင်ကားတွေနဲ့ F-16 တိုက်လေယာဉ်တွေအထိအများစုကိုအမေရိကန်စီကနေဝယ်ယူလာပါ1950ပြည်နှစ်ကလေးကထိုင်ဝမ်ဟာအမေရိကန်လက်နက်တွေအတွက်ဒေါ်လာဘီလီယံ50ကျော်သုံးဆွဲခဲ့ပြီးနောက်ဆုံး၈နှစ်အတွင်းမှာလည်းဒေါ်လာ23တသမ8ဘီလီယံသုံးခဲ့ပါတယ်မကြာသေးပြီကပိုပေးပြီးသားလက်နက်တွေထဲမှာ HIMARS ဒုံးမြစနစ်တွေ M1A2 တိုက်ပွဲဝင်တင်ကားတွေနဲ့စီရေးနီးပြူဟာဒုံးမြစနစ်တွေပါဝင်ပါတယ်ဒါတွေကထိုင်ဝမ်ရဲ့ကာဝေးရေးကိုအားကောင်းစေပြီးအမေရိကန်ထိုင်ဝမ်ကုန်သွယ်ရေးလုံခြုံရေးပြမှုကိုမျှတအောင်ကူညီပေးပါတယ် ထိုင်ဝမ်ကနေအမေရိကန်ကိုတင်သွင်းတဲ့ရေးပါသုံးပစ္စည်းတွေကတော့စင်မီကွန်ဒက်တာတွေပါထိုင်ဝမ်ကနေအမေရိကန်ကိုတင်သွင်းတဲ့ပစ္စည်းတွေအားလုံးထဲမှာမှာအနုစိတ်ဆက်ပစ္စည်းတွေနဲ့အီလက်ထရောနစ်အစိတ်ပိုင်းတွေကြီးတင်62.3%မှ300ခန့်လုံးအထိရှိပါတယ်အဲ့ဒီထဲမှာမှာစင်မီကွန်ဒက်တာတွေကရေးပါသုံးပါပဲထိုင်ဝမ်ဟာကမ္ဘာစင်မီကွန်ဒက်တာလုပ်ငန်းကိုလွှမ်းမိုးထားပြီးကမ္ဘာအဆင့်မြင့် chess ပြားတွေရဲ့62%ခန့်လုံးနဲ့ပြည်ပြည်စုံတဲ့ chess ပြားနည်းပညာတွေရဲ့43%ခန့်လုံးကိုထုတ်လုပ်ပါတယ်ထိုင်ဝမ်စင်မီကွန်ဒက်တာတွေဟာကုန်ထုတ်စရိတ်တက်တာပြီး အရေးသွေးမြင်မာတာကြောင့် Qualcomm, Nvidia, Intel နဲ့ Apple လိုအမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဟာထိုင်ဝမ်ချက်ပြားတွေကိုအဓိကအားထားနေရပါတယ်။ဒါ့အပြင်အမေရိကန်စစ်တပ်ဟာလည်းထိုင်ဝမ်စီမီကွန်ဒက်တာတွေကိုမိခိုနေရပါတယ်။ရေဒါတွေတိုက်လေယာဉ်တွေ cruise ဒုံးကျည်တွေနဲ့ပယ်ထိန်ဒုံးကျည်တွေပါဝင်ခိမိစစ်လက်နက်စနစ်တွေအတွက်ထိုင်ဝမ်ချက်ပြားတွေလိုအပ်ပါတယ်။အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာတွေဟာ Qualcomm နဲ့ Intel ကုမ္ပဏီတို့စီကနေစီမီကွန်ဒက်တာတွေရယူကြပါတယ်။အဲ့ဒီကုမ္ပဏီတွေကလည်းထိုင်ဝမ်ချက်ပြားကုမ္ပဏီတွေကိုမိခိုနေရပါတယ်။ ဒါကြောင့်ထိုင်းဝမ်မှာဖြစ်ပွားမဲ့စစ်ပွဲတစ်ခုကြောင့်စီမီကွန်တက်တာထုတ်လို့ရေးကိုအနှောက်ယှက်ဖြစ်စေခဲ့မယ်ဆိုရင်အမေရိကန်စက်မှုလုပ်ငန်းတွေကိုရပ်တန့်စေပြီးအမေရိကန်စီးရေးစွမ်းရည်ကိုတိတိတသားအားနည်းသွားစေနိုင်ပါတယ်။ဒါဆိုရင်ထိုင်းဝမ်ရဲ့စီမီကွန်တက်တာလုပ်ငန်းကိုအနှောက်ယှက်ပေးခြင်းရဲ့တက်ရောက်မှုတွေကဘာတွေလဲ။အမေရိကန်နဲ့တရုတ်နိုင်ငံကြားတင်းမာမှုကကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာရတဲ့အဓိကအကြောင်းရင်းတစ်ခုကထိုင်းဝမ်ဟာစီမီကွန်တက်တာထုတ်လုပ်မှုမှာအသာစီးရနေလို့ပါပဲ။ထိုင်းဝမ်ရေလက်ကြားမှာစစ်ဖြစ်ခဲ့ရင်ကမ္ဘာစီးပွားရေးအတွက်ဒေါ်လာ1ထရီလီယံကုန်ကျနိုင်ပြီး ကမ္ဘာ GDP ရဲ့ဆယ်ရာခိုင်နှုန်းကိုချက်ချင်းနှီးပါပျက်စီးစေနိုင်တယ်လို့ Bloomberg သတင်းဌာနကခန့်မှန်းထားပါတယ်။ဒီလိုဖြစ်လာရင်အမေရိကန်စီးပွားရေးကိုအထူးထိခိုက်စေပါလိမ့်မယ်။ဘာလို့လဲဆိုတော့အမေရိကန်ရဲ့စီးပွားရေးကကမ္ဘာ GDP ရဲ့25ရာခိုင်နှုန်းရှိပြီးအဲ့ဒီ25ရာခိုင်နှုန်းကဆယ်ရာခိုင်နှုန်းကပို့ကုန်တွေဖြစ်တာအကြောင်းပါပဲ။တရုတ်ကလက်ရှိမှာကမ္ဘာ GDP ရဲ့7.8ရာခိုင်နှုန်းထိပါဝင်နေပေမဲ့2050မှာဆိုရင်အာရှတိုက်တစ်ခုလုံးဟာကမ္ဘာ GDP ရဲ့တဝက်ကိုပံ့ပိုးပေးလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီလိုမျိုးစီးပွားရေးကျိုးဆက်တွေပြင်တရုတ်ကထိုင်ဝမ်ကိုထိန်းချုပ်လိုက်မယ်ဆိုရင်အနောက်ပစိဖိတ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလွှမ်းမိုးပြီးဂျပန်၊တောင်ကိုရီးယားအရှိတောင်အာရှနဲ့ဩစတြေးလျတို့ကိုမဟာဗျူဟာမြောက်ဖိအားပေးလာနိုင်ပါတယ်တရုတ်ကသာအာရှကိုထိန်းချုပ်နိုင်ရင်အမေရိကန်ကိုစီးပွားရေးမှာကြော်တက်ပြီးကမ္ဘာအင်အားချိန်ခွင့်ရှာကိုတိတိတတ်တာပြောင်းလဲသွားနိုင်တယ်လို့အမေရိကန်နိုင်ငံရဲ့ကာဝေးရေးဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်ခေါင်းတစ်ဦးဖြစ်သူအယ်ဘစ်ကိုဘီကတတိပေးထားပါတယ် တရုတ်ကအာရှကိုထိန်းချုပ်နေခြင်းနဲ့အဲ့ဒီလိုထိန်းချုပ်နေခြင်းပေါ်မေကန်ရဲ့တုံ့ပြန်မှုကိုဆက်လက်ကြည့်ရအောင်ပါတရုတ်ကအာရှကိုလွှမ်းမိုးသွားရင်ကမ္ဘာလုံးဆိုင်ရာစီမင်းတွေကိုကိုယ့်ဘက်ကိုမျက်နှာသာပေးတဲ့ပုံစံပြန်လည်ရေးဆွဲပြီးမေကန်စီးပွားရေးနဲ့ဩဇော်လမ်းမမှုကိုအားနည်းအောင်လှုပ်ဆောင်နိုင်ပါတယ်ဒီယူဆကအခုမှထွက်ပေါ်လာတဲ့အမြင်သစ်တော်မဟုတ်ပါဘူးနိုင်ငံခြားဆက်ဆံရေးကောင်စီ CFR ကဒီယူဆကိုဒုတိယကမ္ဘာစစ်မတိုင်ခင်ကလေးကဆွေးနွေးခဲ့ပါတယ်မေကန်ကကမ္ဘာရေးရာတွေမှာမပါဝင်မဲနေရင်စီးရေးချင်းချောက်မှုတွေကိုရှောင်ရှားနိုင်ပေမဲ့ အာနာချင်းဆိုးရတွေကအမေကန်ကိုနိုင်ငံခြားကုန်သွယ်ရေးတွေနဲ့ဖြတ်တောက်နိုင်တယ်လို့ဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဖြစ်မလာအောင်အမေကန်ကလွတ်လပ်တဲ့ကုန်သွယ်ရေးကဘာကိုမြင့်တင်ပေးနေဖို့လိုပါတယ်။အထူးသဖြင့်အမေကန်ရဲ့ကြော်ဝါမှုနဲ့အင်အားကိုထိန်းသိမ်းဖို့အတွက်အရေးပါတဲ့အရှိအာရှဒေသမှာထိရောက်တဲ့ပထဝီနိုင်ငံရေးဖြူဟာလိုအပ်ပါတယ်။အဲ့ဒီဖြူဟာကတော့ The Island Chain Strategy လို့ခေါ်တဲ့ကျွန်းချင်းဆက်ဖြူဟာဖြစ်ပါတယ်။ဒီဖြူဟာတရုတ်ကိုထိန်းချုပ်ဖို့အတွက်ခြံစည်ရိုးတပွဲလှုံ့ဆော်ပါတယ်။စီးပွားရေးပြိုင်ဆိုင်မှုအပြင်တရုတ်ရဲ့ကြီးထွားလာတဲ့စစ်အင်အားကလည်းအဓိကစိုးရင်စရာတစ်ခုပါပဲ။ ကြည်ချင်းပင်အာရာရကလေးကတရုတ်ကစီးရီလွှမ်းမိုးမှုကိုအင်တိုက်အားတိုက်တိုးချဲ့ခဲ့ပါတယ်။အနောက်ပစိဖိတ်ဒေသကိုတရုတ်လွှမ်းမိုးမဲ့အရေးကိုအမေရိကန်ကတားဆီးချင်ပါတယ်။ဒီလိုတားဆီးရမှာကမ္ဘာအစီအစဉ်တကြားရှိမှုကိုထိန်းသိမ်းပြီးစီးပွားရေးဆုံးရှုံးမှုတွေကိုရှောင်ရှားနိုင်မှုအတွက်ဓာတ်ရိုက်စစ်ပွဲမဖြစ်ပွားချင်ပါဘူး။ဒီလိုစစ်ပွဲမဖြစ်ပွားဘဲအောင်မြင်စွာတားဆီးနိုင်မှုအတွက်ကျွန်းချင်းဆက်ဗျူဟာကိုဖန်တီးထားပါတယ်။ဒီဗျူဟာကတရုတ်ကိုထိန်းချုပ်ဖို့အလွှာသုံးစင်ပါတဲ့ချန်စီယိုဖြစ်လှုံ့ဆော်ပါတယ်။အရေးကြီးဆုံးဖြစ်တဲ့ပထမကျွန်းချင်းဆက်အလွှာမှာဂျပန် ရူဂျူးကျွန်းစုထိုင်ဝမ်ဖိလစ်ပိုင်ဘော်နီယိုနဲ့မလေးကျွန်းစွယ်တို့ပါဝင်ပါတယ်ဒီဗျူဟာအမေရိကန်ရဲ့အဓိကလုံခြုံရေးအကျိုးစီးပွား၃ခုကိုထောက်အကူပြုပြီးတည်ငြိမ်အေးချမ်းမှုရှိစေပါတယ်ဒါ့အပြင်တရုတ်ရဲ့စီးရေးအင်အားကိုသူ့ဒေသပြင်ပအထိဖြန့်ကျက်ခြင်းမှာတားဆီးပေးပါတယ်ကျွန်းချင်းဆက်ဗျူဟာရဲ့အားသာချက်တွေကဘာတွေဖြစ်မလဲဒီဗျူဟာတရုတ်ရဲ့စီးရေးချက်ထမှုကိုကန့်သက်ပေးပါတယ်တရုတ်နဲ့ပထမကျွန်းချင်းဆက်အလွာကြားကချင်းမြောင်းနဲ့ရေလက်ကြားတွေကြောင့်တရုတ်ပြည်သူလွတ်မြောက်ရေးတပ်ရဲ့ PLA ရေတပ်ဟာတင်မောအများပြားကိုရွှေ့ပြောင်းမှုခတ်ခဲ့ပြီး လှုပ်ရှားနိုင်တဲ့အကွာအဝေးကိုကန့်သက်ခံလိုက်ရပါတယ်။ဒီလိုနဲ့ပစိဖိတ်သမုဒ္ဒရာလက်ထိချဲ့ထွင်ခြင်းကိုပိတ်ဆို့ထားလိုက်ပါတယ်။ဒါ့အပြင်ပစိဖိတ်သမုဒ္ဒရာကိုလုံခြုံထိန်းသိမ်းတာကအရှိအာရှအိုရှန်နီးယားနဲ့မေကတိုက်ကြကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်အရေးကြီးပါတယ်။ဒီလမ်းကြောင်းတွေကိုစောင့်ရှောက်ပြီးတည်ငြိမ်အောင်လုပ်ထားမှစီးပွားရေးလုံခြုံမှုရှိမှာပါ။ပြီးတော့အမေကန်နောက်ဘက်ကမ်းရိုးတဲ့ဟာပစိဖိတ်သမုဒ္ဒရာနဲ့ထိစပ်နေတာကြောင့်သမုဒ္ဒရာကိုထိန်းချုပ်ထားနိုင်မှုက မျိုးသားကာကွယ်ရေးအတွက်အရေးကြီးပါတယ်။ကုန်ကျစရိတ်တက်တာကလည်းနောက်ထပ်အားသာချက်တစ်ခုပါပဲ ကျွန်းခြေဆိုင်စကန်တစ်ခုတည်းနဲ့ရေတက်ရောလေတက်စကန်ဖြစ်ပါသုံးလို့ရပြီးပင်လယ်နဲ့၄ပိုင်းနဲ့ကီလိုမီတာတစ်ထောင်လောက်ထိထိန်းချုပ်ထားနိုင်ပါတယ်ဒီပရမကျွန်းဆက်အလွာကြောင့်ပစိပိတ်ထဲဝင်တဲ့ရေကြီးတဲ့လမ်းကြောင်းတွေကိုအမေရိကန်ကပိတ်ဆို့ခွင့်ရပြီးတရုတ်ကိုအခက်တွေးစီပါတယ်တရုတ်ဘက်ကအောင်မြင်အောင်လှုပ်ဆောင်မှုအတွက်ဆိုရင်အင်အားအလုံးရင်းနဲ့လှုပ်ရှားဖို့လိုပြီးအမေရိကန်တပ်တွေကလက်နက်ကြီးတွေနဲ့ဒုံးကြီးတွေနဲ့ခုခံနိုင်တဲ့အတွက်ပေကျင်းတွေကျူးကျော်စေးအရန်ကိုကုန်ကြများပါလိမ့်မယ်ကျွန်းချင်းဆက်ပရမအလွာကိုထိန်းချုပ်ထားရင်ရေးပါမှုကဘာဖြစ်မလဲ ပထမကျွန်းချင်းဆက်အလွာကိုထိန်းချုပ်ခြင်းအပြင်မေကန်ကကုန်ကြစီအနည်းဆုံးနဲ့ပစိဖိတ်ဒေသကိုလုံခြုံစေပြီးသူ့နိုင်ငံရဲ့နောက်ဘက်ကံယူတန်းကိုလည်းလုံခြုံစေပါတယ်။ဒါပေမဲ့ဒီပြူဟာကိုဆက်ထိန်းထားဖို့ကကျွန်းချင်းဆက်လမ်းတစ်လျှောက်ရှိနိုင်ငံတွေနဲ့ထိုင်မာတဲ့မာမိတ်ဆက်ဆံရေးတွေပေါ်မှာမူတည်ပါတယ်။မာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်တာကမေကန်အတွက်ပစိဖိတ်ကိုကာကွယ်ဖို့အကုန်ကျတက်တာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့မေကန်ကအာရှကိုဘာကြောင့်ကာကွယ်ရမှာလဲလို့မေကွန်ထုတ်နေသူတွေလည်းရှိပါသေးတယ်။အန္တရာယ်တွေကိုနားလည်ဖို့အတွက်ကျွန်းချင်းဆက်ဂွင်းဆက်ပြတ်သွားရင် ဘာဖြစ်မလဲဆိုတာကိုစဉ်းစားကြည့်အောင်ပါကျွန်းချင်းဆက်ပထမအလွာကိုဆုံးရှုံးရခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ဒီမှာပါတရုတ်ရဲ့ဗျူဟာမြောက်နယ်မြေချဲ့ထံမှုကိုအားတာချက်ရာသွားစေပါမယ်တရုတ်ကထိုင်ဝမ်ကိုသိမ်းလိုက်ရင်ဘာရှိရေလက်ကြားကိုထိန်းချုပ်နိုင်ပြီးပစိဖိတ်ကိုလုံခြုံတဲ့ဝင်ပေါက်ရာသွားမှာပါဒါဆိုရင်တရုတ်ရဲ့တက်ကဂျပန်ရူကျူးကျွန်းတွေနဲ့ဖိလစ်ပိုင်တွေကိုဘေးကနေကြော်တက်ပြီးအဲ့ဒီအမေရိကန်မာမိတ်နိုင်ငံတွေကိုဗတ်ပြောင်းမှုဖိအားပေးနိုင်ပါလိမ့်မယ်ဒါ့အပြင်ထိုင်ဝမ်ဟာဂူဟန်ကျွန်းရှိအမေရိကန်တပ်တွေကိုတိုက်ရိုက်ချင်းချောက်ပါမယ် အဲ့ဒီဒေတာမှာအမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုအားနည်းစေအောင်လုပ်မဲ့တရုတ်ရစ်တဲ့အခြေစိုက်စခန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါအပြင်အမေရိကန်ဟာသူ့မှာမိတ်တွေရဲ့ယုံကြည်မှုကိုဆုံးရှုံးရပါလိမ့်မယ်။အမေရိကန်ရဲ့မာမိတ်ဆက်ဆံရေးတွေကယုံကြည်မှုပေါ်မှာမူတည်ပါတယ်။မာမိတ်နိုင်ငံတွေကသူတို့တိုက်ခိုက်ခံရရင်အမေရိကန်ကကာကွယ်ပေးမယ်လို့ယုံကြည်လို့အမေရိကန်နဲ့မာမိတ်ဖွဲ့ချတာပါ။တကယ်လို့ထိုင်ဝမ်ဝန်ကျူးကျော်တိုက်ခိုက်တဲ့အခါအမေရိကန်ကမတုံ့ပြန်ခဲ့ရင်အမေရိကန်ရဲ့ဂရီကဝိတ်တွေပေါ်တခြားနိုင်ငံတွေကယုံကြည်မှုယုံနေသွားနိုင်ပါတယ်။ ဒါဆိုရင်တချို့နိုင်ငံတွေကကြောက်ရွံ့မှုကြောင့်တရုတ်နဲ့မာမိတ်ဖွဲ့ဖို့လှုပ်လာလိမ့်မယ်။ဒါမှမဟုတ်ကိုကိုကိုကာဝယ်ဖို့အတွက်ကိုပိုင်နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့အထိဖြစ်လာအောင်တွန်းပို့နိုင်ပြီးဒေတာရင်းမတည်ငြိမ်မှုကိုပိုပြီးဆိုးရွားစေနိုင်ပါတယ်။ဒါအပြင်စီးမင်းအခြေခံစနစ်ပြိုလဲသွားမှာပါ။တရုတ်ကိုအင်အားသုံးပြီးနယ်နိမိတ်တွေပြောင်းခွင့်ပေးလိုက်ရင်ကမ္ဘာလုံးဆိုင်ရာစနစ်ကိုထိခိုက်စေပြီးလွတ်လပ်တဲ့ကုန်သွယ်ရေးကိုဖျက်ဆီးပြီးကမ္ဘာတော်မှာအမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုအားနည်းစေပါလိမ့်မယ်။ဒါတွေကတော့ကျွန်းချင်းဆက်ပရမအလွှာကိုဆုံးရှုံးရခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေပါ။ ထိုင်ဝမ်ကအမေရိကန်တို့ဘာကြောင့်အရေးပါလဲဆိုတဲ့မေးခွန်းရှိပါတယ်။သူတို့နှစ်နိုင်ငံဟာတရားဝင်စီရေးမှာမိတ်ဖွဲ့ထားတာမျိုးမရှိပေမဲ့ထိုင်ဝမ်ကအမေရိကန်ရဲ့စီးပွားရေးနိုင်ငံရေးနဲ့စီးရေးအကျိုးစီးပွားတွေနဲ့အလွန်နဲ့နဲ့ဆိုင်ဆိုင်ဆက်နွယ်နေပါတယ်။ဒါကြောင့်အမေရိကန်ရာရှိတွေကထိုင်ဝမ်ကိုတွားရောက်လည်ပတ်ပြီးနိုင်ငံတကာဖွဲ့စည်းတွေမှာပါဝင်ဖို့တွန်းအားပေးပြီးကာကွယ်ရေးကိုအားကောင်းစေဖို့လက်နက်တွေဆက်လက်ရောင်းချနေတာပါ။ Trump လက်ထက်မှာ Trump ကထိုင်ဝမ်ကိုဆက်လက်ဂရုတည်ပါမလားလို့မေးစရာရှိပါတယ်။ Trump ဟာသူ့ရဲ့ပထမတက်တန်းလုံးကလို့ ထိုင်ဝမ်ကိုခိုင်မာဆက်လက်ထောက်ခံအောင်မလားဆိုတာကိုတချို့ကမေးခွန်းထုတ်နေကြပါတယ်။ကာဝေးရေးဆိုင်ရာကျွမ်းကျင်သူ Eric Gobie ကထိုင်ဝမ်ကိုကာဝေးတာဟာအမေရိကန်ရဲ့ကြိုးစည်းပွားအတွက်အမှန်ကန်ပေမဲ့အမေရိကန်ဟာထိုင်ဝမ်မရှိဘဲလဲယက်တည်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်သားအများစုကတရုတ်နဲ့စစ်ဖြစ်ရင်အမေရိကန်ကဥဆောင်လိမ့်မယ်လို့မျှော်လင့်မထားကြပါဘူး။အမေရိကန်ကထိုင်ဝမ်ကိုအားကောင်းစေဖို့ပံ့ပိုးပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းကတော့တရုတ်ရဲ့တိုက်ခိုက်မှုဖြစ်မလာအောင်ကြိုတင်ဟန်တားနိုင်မှုဒါမှမဟုတ်စစ်ဖြစ်လာရင်ခံနိုင်ရင်ရှိဖို့အတွက်ထိုင်ဝမ်ရဲ့ကာဝယ်ရေးကိုအားပြစ်ပေးတဲ့အနေနဲ့ လက်နဲ့ရောင်းချမှုနဲ့စည်ရေးလေ့ကျင့်မှုတွေကိုဆက်လက်လှုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့ကာဝေးရေးနဲ့တန်တမာရေးကိုအားကောင်းစေပါတယ်။ဒီလိုမျိုးစည်ရေးအထောက်ပံ့ပေးရမှာခက်ခဲတွေရှိပါတယ်။အမေရိကန်ကထိုင်ဝမ်ကိုဒေါ်လာ23.8ဘီလီယံတန်ဖိုးရှိတဲ့လက်နဲ့ရောင်းချဖို့အတည်ပြုထားပေမဲ့2024ခုနှစ်နိုဝင်ဘာလအထိဒေါ်လာ21.65ဘီလီယံတန်ဖိုးရှိတဲ့အော်ဒါတွေမပို့ဆောင်သေးတဲ့အတွက်ထိုင်ဝမ်ရဲ့စည်ရေးတည်ဆောက်မှုကိုနှောင့်နှေးစေပါတယ်။ဒါ့အပြင်ထရန့်ရဲ့အကြံပေးအရာရှိတွေကထိုင်ဝမ်ကိုကာကွယ်ရေးတုံးစိတ်တိုးမြှင့်ဖို့တိုက်တွန်းထားပေမဲ့ ထိုင်ဝမ်ကသူ့ GDP ရဲ့ဆယ်ရာခိုင်နှုန်းကိုကာကွယ်ရေးအတွက်သုံးစွဲရင်တောင်အမေရိကန်ကာကွယ်ရေးလုပ်ငန်းတွေကလိုအပ်ချက်ကိုဖြည့်ဆည်းဖို့မနှဲအမီလိုက်ရမှာပါပြီးတော့ထိုင်ဝမ်မှာတန်တမာရေးခုခံမှုတွေလည်းရှိနေပါတယ်ကုလသမဂ္ဂအဆုံးဖြတ်ချက်နှစ်ခုငါးရှင်နဲ့ပတ်သက်တဲ့မှာရင်းနဲ့ပြောဆိုချက်တွေထိုင်ဝမ်ကိုနိုင်ငံတကာဖွဲ့စည်းတွေကနေပိတ်ပင်ဖို့ကြိုးပမ်းမှုတွေပါဝင်ထိုင်ဝမ်ဟာတရုတ်ရဲ့တန်တမာရေးဖိအားကိုရင်ဆိုင်နေရပါတယ်အနည်းချုပ်ရရင်ထိုင်ဝမ်ကိုဒီနယ်ပယ်တွေမှာထောက်ပံ့ပေးခြင်းကတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်မှုအပြင် ကမ္ဘာလုံးဆိုင်ရာဥဆောင်မှုကိုဆက်လက်ထိန်းသိမ်းဖို့အခွင့်အရေးကိုအမေရိကန်တို့ရရှိစေပါတယ်။ထိုင်ဝမ်ရဲ့ချင်တယ်မှုကဘာကြောင့်အရေးပါလဲဆိုရင်ဒီကျိုးနိုင်ငံကအရွယ်စားအပြင်သိမ်းခဲ့ပြီးအမေရိကန်နဲ့ဝေးကွာပေမဲ့ထိုင်ဝမ်ဟာအမေရိကန်ဥဆောင်တဲ့ကမ္ဘာစနစ်ရဲ့သတ်မှတ်တမ်းမိုးတွေဖြစ်တဲ့ဒီမိုကရေစီလွတ်လပ်မှုနဲ့နှီးပညာအောင်မြင်မှုရဲ့တင်ငေတာတစ်ခုဖြစ်လို့ပါ။ထိုင်ဝမ်ရေလကြားစစ်ပွဲဟာထိုင်ဝမ်ရဲ့ရှင်သန်မှုအကြောင်းတက်တက်တာမဟုတ်ပဲကမ္ဘာတဝန်းကဒီမိုကရေစီနဲ့လွတ်လပ်မှုကိုကာကွယ်ဖို့တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ Ethnic Kobe ကတိုင်းမဂ္ဂဇင်းမှာရေးသားထားလို့ပါပဲ။ ဝီးလန်နဲ့ထိုင်ဝမ်နဲ့ကျွန်တော်တို့ရဲ့မာမိတ်တွေကိုကာဝေးတဲ့ဟာအများအတွေ့ကျွန်တော်တို့နိုင်ငံအတွက်နောက်ထပ်မိုင်မဲတဲ့စီးရီးအမှားတစ်ခုလို့ထင်ရပေမဲ့မဟုတ်ပါဘူးဒီပြူဟာအမေရိကန်ရဲ့လက်တွေ့ကျတဲ့စီးပွားရေးနဲ့နိုင်ငံရေးအကျိုးစီးပွားအတွက်ခိုင်မာတဲ့ကဲဖြတ်မှုပေါ်အခြေခံထားတာပါမိတ်ဆွေတို့ရောဘလို့ထင်ပါလဲထင်မြင်ချက်လေးတွေကိုကွန်မန့်မှာဆွေးနွေးခဲ့ပါဦးအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါခင်ဗျာ